မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့အမတော်စောမွန်လာရဲ့မောင်တော်ဖြစ်တဲ့စောခွန်နောင်ရဲ့အကြောင်းကိုတင်ဆက်ပေးပါရစေရှင်။ ောခွန်နောင်ဟာစင်တက်မြင့်တက်လက်ဖြောက်အထူးလေးတီတော်တက်တွေကိုပိုင်ဆိုင်ထားတဲ့ရှမ်းစောဘွားကြီးရဲ့သားတော်တစ်ပါးလေးဖြစ်ပါတယ်။အမတော်စောမွန်လာရဲ့အမွာမောင်တော်လေးဖြစ်ပါတယ်။စောခွန်နောင်ဟာအငယ်ဆိုပေမဲ့တီကြီးခံညာခြင်း၊ရဲစွမ်းတတိနဲ့ပြေဝခြင်း၊ဩဇာအာဏာနဲ့ပြည့်စုံခြင်းစတဲ့ကောင်းခြင်းများနဲ့ပြည့်စုံတဲ့ရှမ်းမင်းသားတဦးလေးဖြစ်ပါတယ်။ရဲရင့်နဲ့ယောက်ျားသားဆိုပေမဲ့အမတော်စောမွန်လာဤမောင်ပီပီမြစ်တာတရားကြီးမားကဘာသာရေးကိုလည်းအထူးကန့်ဆိုင်တဲ့မိုင်းမော်ရဲ့အရှင်ဆန်မင်းသားလေးဖြစ်ပါတယ်။ဒါရီမှာလည်း ်ထူးချွန်တာကြောင့်စစ်ပွဲတိုင်းမှာအောင်မြင်သူလည်းဖြစ်ပါတယ်။နှစ်ပြည်တော်ချစ်ကြည်ရဲ့အရာရှမ်းဗမာငင်းချက်မှုရအောင်ဖခင်စောဘွားကြီးက အမတော်စောမော်လာကိုအနော်ရထာမင်းထံမှာပနာဆက်တဲ့အချိန်အမတော်အားမိုင်းမော်မြီမှာပကံမြီအထိအနော်ရထာမင်းမြတ်နဲ့အတူလိုက်ပါပို့ဆောင်ခဲ့သည့်အထိအမတော်အပေါ်မှာမေတ္တာတရားကြီးမှသူလည်းဖြစ်ပါတယ်။အမတော်ကိုလိုက်ပို့ချိန်မှာအနော်ရထာမင်းရဲ့အကြီးတော်တွေဖြစ်တဲ့ရွှေဖင်းကြီးရွှေဖင်းငယ်တို့ရဲ့လည်းရင်းနှီးခဲ့ပါတယ်။ညအညောမြင့်ကြီးမှသူပြီးအမဖြစ်သူအတွက်စိတ်ပူသောကြောင့်အနော်ရ ်ထာမင်းထံဂရီတစ်ခုတောင်းခံခဲ့ပါတယ်။အမတော်ကိုရှမ်းမမချစ်ကြည်ရဲ့အတွက်ဆက်သထားသောကြောင့်သုံးတရားသောအကြောင်းကြောင့်ကြောင့်အမတော်အားမနစ်မြိုခဲ့လျင်အမျက်တော်ရှာခဲ့လျင်အသက်အားချမ်းသာပေးပြီးဇာတိမြေသို့ပြန်စေလွှတ်ပေးပါလို့ဂရီတောင်းခဲ့ပါတယ်။အနော်ရထာမင်းကလည်းဂရီပေးသဖြင့်မောရှမ်းကိုစိတ်ချစွာနဲ့ပြန်လာခဲ့ပါတယ်။အနော်ရထာမင်းကလည်းမိဖုရားစောမော်လာရဲ့မြေတားတရားသစ္စာတရားဘာသာတရားကိုင်းဆိုင်ပုံတို့ကို အထူးပင်နှစ်သက်မြင်လို့ပါတယ်။ထို့သို့မြင်လို့လွန်လာကြောင်းမိဖုရားတွေကြားမှာလည်းမလိုမုံ းကြတွေပေါ်လာခဲ့ပါတယ်။မိဖုရားဆော့မော်လာဟာစုံကဝေးအတက်ပညာတက်ကြမလို့ဆွဆွဲချောက်ချသဖြင့်အနော်ရထာမင်းကရာဇသံမပြင်းစေဘဲမောင်တော်ကိုပေးထားတဲ့ဂတိအတိုင်းမိဖုရားဆော့မော်လာကိုဇာတိမြေဆဲလန့်ကိုပြန်စီခဲ့ပါတယ်။ဆော့ခွန်နာအနေနဲ့အနော်ရထာမင်းကြီးဂတိတီရာကိုကျေးဇူးတင်ခဲ့ပေမယ့်ထိုအချိန်အခါကမိုးကိုမတရားမြို့တဝိုက်မှာရှမ်းပမာတင်းမာမှု ဖြစ်ပေါ်နေသောကြောင့်အမတော်အပြန်လန်းကိုစိုးရိမ်မကင်းဖြစ်ခဲ့ရပါတယ်။အမတော်ပြီးနှံတန်ပေးခံရခြင်းအပေါ်မှာသွေးဆူနေတဲ့ရှမ်းတက်ကိုထိမ့်သိမ့်ရ င်ဆယ်လန့်ကိုပြန်လာတဲ့အမတော်စောမော်လာကို ပြင်ဦးလွင်မှာရှိတဲ့နတ်တုံးခန့်တက်မှာစောင့်ကြိုခဲ့ပါတယ်။ ်ပြူးလင်နေဝင်တောင်ဖျားမှာရှိတဲ့ကပီးမှတ်တမ်းဤအရာဖခင်စောဘွားကြီးကသားတော်စောခွန်နှောင်းကိုရှမ်းပြည်နယ်တက်စဉ်အကျိုးလွှတ်ခဲ့တာလည်းဖြစ်ပါတယ်စောခွန်နှောင်းဟာအကျိုးဆောင်ကျိုးရာနှစ်ကျုံးခံတက်မှာပဲ၃ချိန်တိုင်တိုင်လှုပ်ကြံခင်ခံခဲ့ရပါတယ်နှစ်ချိန်မှာအနိုင်ရခဲ့ပေမဲ့တစ်ချိန်မှာတော့တက်တဆိတ်လှုပ်ကြံမှုကြောင့်ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးရှိုးအတွင်ပုံအောင်နေရင်းနိုင်ပင်ဒဏ်ရာကြောင့်ကံတော်ကုန်ခဲ့ရရှာပါတယ်စောခွန်နှောင်းကရှိုးတွင်မှမြုပ်ထားတဲ့မိုင်းမော်ပြီးမှယတနာတွေကိုစိတ်ဆွဲပြီးမကြုတ်ဖဲအုတ်ရဆောင်အန နေနဲ့ထိုးရှိုးကြီးမှာသဒ္ဒနာပြုနေတယ်လို့လဲဆိုကြပါတယ်။စောခွန်နောင်ကံတော်ကုံနဲ့နတ်ကျုံခန္တာဟာယခုပြည်ဦးလွင်မြို့ဒီဇင်မာချမ်းအကျော်ရန်ကုန်ကျောင်းလို့လူသိများတဲ့ဖုန်ကြီးကျောင်းဝင်ထဲမှာပဲဖြစ်ပါတယ်။တခုတည်းတိုင်းကျုံထဲမှာကြောက်သားခန္တာများရှိတယ်လို့လဲသိရပါတယ်။စင်ချီတိုင်းမြင်းချီတိုင်းတွင်နဲ့ရှိနေဆဲဖြစ်ပြီးအကိုတော်ရဲ့နန်းနန်းလည်းတည်ရှိပါတယ်။ထိုကျုံထဲတွင်မဖွဲမရအပြုမြများကိုတားမြစ်ထားပါတယ်။အမားမခံသောနတ်ကျုံတစ်ခုလည်းဖြစ်ပါတယ်။နတ်ကျုံဟာအလွန်နဲ့ကြီးသောနေရာတစ်ခုဖြစ်ပါတယ်။ကုသိုလ်ပြုလျင် ်လည်းလွယ်လွယ်ကူကူနဲ့အဆင်မပြေတတ်ဖဲအဆောင်အရှောက်များသလိုအနှောင်းလည်းများပါတယ်။အနီးအနားမှာရွာသူရွာသားများကအထူးအလေးထားပူဇော်ကြတဲ့ပုံကိုနေရာလည်းဖြစ်ပါတယ်။အဆက်မှန်လျင်အရောက်လာရသည်ကိုကစိတ်ပျော်ရွှင်စရာပဲဖြစ်နေပါတယ်။နှစ်ပေါင်းထောင်ချီကြာသည့်တိုင် ရှမ်းခန္တက်ဒတိုင်းများယခုတိုင်ရှိနေပြီးရှေးဟောင်းသမိုင်းဝင်နေရာတခုလည်းဖြစ်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့အမတော်စောမော်လာရဲ့အမွာမောင်တော်စောခွန်နောင်ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာ ာများနဲ့ဗဟုသုတဖြစ်ပွဲသမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့မမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့အကြံပေးပါရစေရှင်။